မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ22ရက်နေ့မြန်မာနိုင်ငံတောင်ဝမ်းမှာရှိတဲ့စီးရီးစီးပွားရေးလူမှုသတင်းတွေထဲကထူးခြားတဲ့သတင်းချို့ကိုအောက်လို့တင်ပြပေးလို့တာဖြစ်ပါတယ်ပရမသောတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ရှမ်းမြောက်တီဘောတရာရင်ဖြတ်တန်းခွင့်ပိတ်ထားဆဲဖြစ်တော်လဲလူများလမ်းလျှောက်ဖြတ်တန်းခွင့်ပြုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်တွင်းရှိတီဘောတရာကိုနိုဝင်ဘာလ14ရက်နေ့နံနက်ပိုင်းမှာစတင်ပြီးရင်ဖြတ်တန်းတောင်းလာခြင်းပိတ်ထားဆဲဖြစ်တော်လဲ လမ်းလျှောက်ဖြတ်သန်းခွင့်ကိုမူပြုထားတယ်လို့သိရပါတယ်။လက်ရှိမှာမန္တလေးလာရှိုးအတက်စင်းခီးစင်များအတွက်လမ်းစာတူလမ်းကြောင်းများဖြစ်တဲ့လာရှိုးမိုင်းရဲ့ကြေးတီတောင်ကြီးလမ်းမိုင်း၊နောင်ပိန်ရဲရွာနောင်လုံးနတ်နံပန်ကေတုကြေးတီမိုင်းရဲ့လမ်းပိုင်နဲ့တီဘောနားမခေါ်တာလုံးကြောင်းမဲလမ်းပိုင်တို့မှာအဆင်ပြေစွာသွားလာနိုင်ကြောင်းသတင်းရရှိပါတယ်။မန္တလေးလာရှိုးပြောင်စုလမ်းမကြီးအတိုင်းခီးစင်များကိုအော်တိုဘားလ၁၈ရက်နေ့မှာစတင်ပြီးရန်ကုန်လာရှိုးခီးစင်များကိုနိုဝင်ဘာလ၈ရက်နေ့မှာ စတင်ပြီးဖြတ်သန်းသွားလုပ်ခြင်းပြုတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပြီးလို့တဲ့တင်ပုတ်ကတော့နေမေငင်းချမ်းလာတာနဲ့အမြနေမေစုမျိုးရေးနေမေရှင်းလင်းရေးများလုပ်ပြီး online လေလံမှုအမြင့်ပြတ်ပပျောက်ရေးအတွက်ဆောင်ရွက်နေတယ်ဆိုတဲ့တင်ဖြစ်ပါတယ်။နေမေငင်းချမ်းလာတာနဲ့အမြနေမေစုမျိုးရေးနေမေရှင်းလင်းရေးများပြုလုပ်ပြီး online လေလံမှုများအမြင့်ပြတ်ပပျောက်ရေးဆောင်ရွက်နေကြောင်းမြူသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားတယ်လို့သိရပါတယ်။မြရီဒေတာမှပြုလုပ်နေတယ် အွန်လိုင်းလိန်လေလောင်းကစားမှုတိုက်ဖျက်ရေးချိန်မုံနေမှုများနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှုများနဲ့ပတ်သက်ပြီးပြောကြားမှာမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့မြောက်ရီမြို့နယ်အနီးတစ်ဝိုက်ကိုကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာအွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးစတင်ဆောင်ရွက်ခဲ့ပါတယ်။တဖြည်းဖြည်းနေမြေငင်းကြမ်းလာတာနဲ့အမျှနေမြေစုမိုးရေးနေမြေရှင်းလင်းရေးတွေလုပ်ပြီး အွန်လိုင်းလိမ်လည်မှုအမြင့်ပက်ပပျောက်စေရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်စစ်တီတွေဝန်ထမ်းတွေအသက်သွေးချွေးပေးဆက်ပြီးလှူဆောင်ခဲ့ရတာဖြစ်ပါတယ်ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားကြောင်းသိရပါတယ်ဆက်လက်ပြီးကျွန်တော်တို့အခုပြောတဲ့နေရာ၃ခု KK ပက်ရွှေကုတ်ကိုကြောက်ခတ်ဒေသအဲ့ဒီနေရာက အခြေခံလူနေထိုင်မှုလျှက်စင်မီဆက်သွယ်ရေးစတာတွေဟာတစ်ဖက်နိုင်ငံရရှိနေတာဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးကန့်ကွက်လို့အဖက်နိုင်ငံကပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်နာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးလည်းရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဆုံးနေမြေစုမှုရေးရှင်းလင်းရေးလုပ်တဲ့ KK ဘက်လိုနေမြေမျိုးမှာပြန်လည်ပြီး online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက်အဲ့ဒီမှာရှိတဲ့အဆောက်အုံတွေကိုကျွန်တော်တို့တရားရဂိုင်းလုံးဖြည့်ဆည်းနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ပြောကြားကြောင်းသိရပါတယ်။ဆက်လက်တင်ပြပြီးလူတဲ့တဲ့ရင်ပုတ်ကတော့ကချင်ပြည်နယ်မမော်မြို့ရှိ ်ဧက6000ကျော်မြေကိုတိုးချဲ့ကျူးပြင်ကာဝေတော့ပြသတ်မှတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်ခရိုင်ဗမော်မြို့နယ်အတွင်းဧက6000ကျော်ရှိနေမြေကိုမိုးစစ်တိုးချဲ့ကျူးပြင်ကာဝေတော့ပြသတ်မှတ်လိုက်တယ်လို့တန်ဇာတာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနကသိရပါတယ်။အခုလိုမိုးစစ်တိုးချက်ကျိုးပြင်ကာဝေတော်တတ်မှတ်လိုက်တဲ့အတွက်အထက်ရွက်ပြရွနော်တော်ဆိုတင်မျိုးတွေဖြစ်တဲ့ကျုံအင်ဂျင်ထောက်ကျန်ဖန်ကလက်ပံ တောင်တမာတောတရဲ့ကញင်မအူတပြေတင်ဝါဝါပြူဝဘိုးတိုက်ဝါတောက်ကျိန်ကျိန်နီစတဲ့ဒေသမျိုးရင်းတွေကိုထိမ့်သိမ့်နိုင်မယ်အပြင်ဂျီဆက်ပြောင်းဆိုင်မြောက်တောချောင်းတောချက်နဲ့ကျင်းငံမျိုးစုံစတဲ့တောရိုင်းတွေရဲ့နေထိုင်ကျဆက်ရဒေသကိုလည်းထိမ့်သိမ့်ကာဝယ်သွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်ဒေသအခေါ်ခနဲ့ချောင်းရေဝေရေလဲဧရိယာတွေထိမ့်သိမ့်ကာဝယ်နိုင်တာဒေသကန်ဒီရဲ့အခြေခံလိုအပ်ချက်ဖြစ်တယ်တစ်ထင်းဝါကျိန်နဲ့အခြား တက်တော့တဲ့ပစ္စည်းတွေကိုဖြည့်ဆည်းပေးနိုင်တာတက်တော့ဖုံးလွှမ်းမှုတွတ်တက်လာပြီးရာသီဥတုကောင်းမွန်လာတာစတဲ့အကျိုးကျေးဇူးတွေကိုရရှိသွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တေယချောင်းမြို့အထက်ကကျောင်းမအထက်တန်းမြောက်ဆရာမ၃ဦးကို PDM များကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လင်းလိုက်တိုင်းဒေသကြီးတေယချောင်းမြို့နဲ့တေယချောင်းမြို့အခြေခံပညာထက်တန်းကျောင်းမှာထက်တန်းပြဆရာမ၃ဦးကို PDM များကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ရချောင်းမြို့အခြေခံပညာထက်တန်းကျောင်းမှာအထက်တန်းပြဆရာမများဖြစ်တဲ့ပန်တော်ရက်ွက်နေဒေါ်မီမီချူမြို့မရက်ွက်နေသူများဖြစ်သောဒေါ်စုဝါလိုင်းနဲ့ဒေါ်စင်းစင်ဆိုတို့ဟာထဝယ်မြို့မှာတရချောင်းမြို့သို့နိုဝင်ဘာလ16ရက်နေ့ကမော်တော်ယာဉ်တစ်စီးဖြင့်ထွက်ခွာလာစဉ်တင်းကျွန်းကျေးရွာနေရောက် PDF များကမော်တော်ယာဉ်အားတားဆီးရက်ကန်ခိုင်းပြီး၎င်းသုံးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ဖမ်းဆီးခေါ်ဆောင်ရတဲ့ပြည်ညာရေးဝန်ထမ်းများကိုပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့ညီဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုတင်ပို့မယ်ချက်120ဘီလီယံခန့်တန်ဖိုးရှိတယ်။ ICE 4000ကီလိုဂရမ်နဲ့အတူ A ဖွဲ့မှစီးပွားရေးတာဝန်ခံအပါအဝင်24ဦးကိုဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံတို့တင်ပို့မယ်ချက်120ဘီလီယံခန့်တန်ဖိုးရှိတယ်။ ICE 4000ကီလိုဂရမ်နဲ့ အတူ A အဖွဲ့မှစီဝါရေးတာဝန်ခံခင်ထွန်းအောင်ပါဝင်24ဦးအားဖမ်းဆီးရမိခဲ့ကြောင်း2025ခုနှစ်နိုဝင်ဘာလညနေ9နာရီပိုင်းမှာ KR တိုင်းဒေသကြီးပသိမ်မြို့နယ်တိရက်ကွက်စင်ဟိုးဘူရဲကန္နာလန်ဂိုရောင်အမတ်19မှာမြောက်ခမ်းမှာတိုးဝက်သိမ်းဆီးထားတဲ့ရခိုင်ပြည်နယ်နဲ့ဗလီရှားနိုင်ငံကိုတင်ပို့မဲ့ ICE ငွေစေးဝါး4000ကီလိုဂရမ်တန်ဖိုးချက်120ဘီလီယံခန့်နဲ့အတူ A အဖွဲ့မှထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့ ပသိမ်မြို့၌ဝေစေဝါများထိမ့်သိမ်းပေးသူလာမင်းခန့်တို့နှုတ်ဦးအားဖန်စီရမိခဲ့ကြောင်းသိရပါတယ်။ဖန်စီရမိသူနှုတ်ဦးဖော်ထုတ်ချက်အရတရားခံမျိုးသား24ဦး N4A1 တနက်တလက်ပစ္စတိုနှစ်လက်ကုန်တင်သင်္ဘောနှစီးတို့အားဆက်လက်ဖန်စီခဲ့မိတယ်လို့သိရပါတယ်။ဖန်စီရမိသူများဥပဒေနဲ့ညီထျောက်စာရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်တော့မှာဖြစ်ကြောင်းနဲ့ဖန်စီရန်ကြာရှိတဲ့တရားခံများနဲ့ဆက်ဆက်တရားခံများအားဖန်စီဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ ဒီနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်ဝဲမှာရှိတဲ့စင်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်းလင်းကြပါသည်ခင်ဗျာ။